ရီတိုင်းပသိမ်မုံရွာလမ်းပေါ်ရှိရင်းနတာဂိန်းဤဓမ္မပါလာငကရစ်တောင်စီရီဘက်မှာစစ်ကောင်စီနဲ့အေအေဘူအောင်တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကတရင်မှုအပောင်ဝင်၃ဦးသေဆုံးတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့စစ်ကြောင်းကိုအေအေနဲ့ဘူအောင်ဖွဲ့ကကြားဖြတ်တိုက်ခိုက်လို့ခလာရနှစ်ခွန်တရင်မှုနဲ့စစ်ကောင်စီတပ်သားချုပ်သေဆုံးခဲ့တာဖြစ်ပါတယ်။မနေ့ကဇွန်လ၄ရက်မနက်၈နာရီ25မိနစ်ခန့်ကကုန်းမြင့်တိုက်နယ်နဲ့အမြောက်တပ်၃လေးလေးတို့ကနေ လက်နက်ကြီးတွေနဲ့အနီးပတ်ဝန်းကျင်ကိုဇက်တိုက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။တရင်မှုတည်တယ်လို့တော့ပြောတယ်။မနေ့ကညနေ၄နာရီလောက်ခရဲကအမြောက်တပ်ကနေလက်နက်ကြီးနဲ့ထုနေတာဒီနေ့မနေ့လဲထတ်ထုတယ်ဇက်တိုင်းမို့ငတိုင်းချောင်းမျိုးပေါ်ထိအသံတွေကြားနေရတယ်လို့ငတိုင်းချောင်းဒေတာကန်တူက ARD Times ကိုပြောပါရယ်။လက်နက်ကြီးပစ်ခတ်တံတွေဟာငတိုင်းချောင်းမျိုးပေါ်ထိကြားရပြီးဒေတာကန်တွေစိုးရင်ထိတ်လန့်က ကျောင်းတက်နေတဲ့ကလေးတွေကိုပါအိမ်ကိုပြန်လဲခေါ်ဆောင်သွားကြတယ်လို့သိရပါတယ်။ဓမ္မပါလာငကရစ်တောင်စီရီအနီးတိုက်ပွဲဖြစ်ပွားစဉ်ကလည်းအမတ်တ3လေးကနေလက်နက်ကြီးပစ်ကူတွေပေးခဲ့ပြီးတီရာကုန်းမြင်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကအမြောက်တက်အနီးဝန်းကျင်မှာကာကင်းတွေတိုးချဲ့အခြေပြုထားပြီးအမြောက်တက်တွင်အင်အားတိုးချဲ့မှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်ရှင်။